ဂျာတိရုပိုပူပြင်းလာတာနဲ့အမျှဩစတြေးလျနိုင်ငံသူချာလီရိုဒစ်ကလည်းတခြားသူတွေလိုပဲလျှက်စစ်သုံးဆွဲမှုမီတာကားတွေလည်းတက်လာမယ်ဆိုတာသိပါတယ်တိုက်ခမ်းမှာနေထိုင်ကြတဲ့အခြားဩစတြေးလျနိုင်ငံသား1.5တန်းလိုပဲသူလည်းမီတာကားတက်တာဖို့ဆိုလာပြားတွေတက်ဆင်နိုင်တဲ့အခွင့်အရေးမရပါဘူး so you can't just put solar on your roof တိုက်ခမ်းငားနေတာဖြစ်တော့အိမ်ခေါမိုးပေါ်မှာဆိုလာပြားတွေကတက်ဆင်လို့မရပါဘူး။ဒါကြောင့်ဘာမှသိမ့်မတက်နိုင်ပါဘူး။ကုန်ကျစရိတ်မြင့်တက်လာလေရင်ဆိုင်ရမှာပါပဲ။ ဒါပေမဲ့ဒီအခြေအနေကတော့ပြောင်းလဲတော့မှာပါ။ဩစတြေးလျအစိုးရကတနေ့ကိုအနည်းဆုံး3နာရီအိမ်သုံးလျှက်စစ်မီးကိုခါမဲ့သုံးခွင့်ပြုမယ်လို့ကြေညာလိုက်တာကြောင့်မှာ လာမယ့်နှစ်ဇူလိုင်လကစပြီး smart meter တက်ဆင်သူတွေဆိုရင်ရှေးတောင် Queensland ပြည်နယ် New South Wales ပြည်နယ်နဲ့ရောင်း Australia ပြည်နယ်တွေမှာစတင်သုံးစွဲခွင့်ရပါလိမ့်မယ်။လူလူကမလိန်တပတ်လောက်တာဘာမှမရှိပါဘူး။ဒီ season ကိုလူလူကယူရမယူရလူလူရဲ့အဆုံးဖြတ်ချက်ပါ။သူတို့ဘာသူတို့စမ်းစစ်ကြည့်နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကစွမ်းအင် company တွေကိုတော့ဒီရွေးချယ်စရာတခုကိုတော့ထားပေးဖို့တောင်းဆိုထားပါတယ်။အခုဆိုရင် Australia နိုင်ငံမှာအင်ကာမိုးတွေပေါ်ဆိုလာပြားတွေအများများပြားနေပြီး မျက်စစ်ဓာတ်အားပေးဆက်ရုံအများစုကိုပိတ်လို့ရသလောက်တောင်ဖြစ်နေပါတယ်။အစိုးရဓာတ်အားပေးစနစ်ကိုငြိမ်အောင်လို့ထိန်းထားတဲ့ကြောင်မီးသွေးမျက်စစ်ဆက်ရုံတွေအပါအဝင်ပါ။ဒါအပြင်ဒီဆိုလာပြားတွေဟာနေဘက်မီတာကားတွေဈေးပိုကြအောင်တောင်းအားပေးနေပါတယ်။ခုဆိုရင်လျက်စစ်ဓာတ်အားထုတ်ဆက်ရုံတွေကသူတို့လျက်စစ်ကိုသုံးဆွဲပေးဖို့ပိုက်ဆံလိုက်ပေးနေရတဲ့အထိမီတာကားတွေကကျဆင်းနေပါတယ်။ဒီလိုပိုရှင်နေတဲ့အင်ခါမိုးဆိုလာဆွဲအင်တွေကိုတူလောင်ပေးနိုင်တဲ့ဘက်ထရီတွေရှိပေမဲ့ဈေးကြီးပါတယ်။ဒါကြောင့်မဲ့အစိုးရက နေကင်းပိုင်းဆိုလာဆွမ်းအင်ပို့ထွက်တဲ့အချိန်မှာဒီအစီအစဉ်နဲ့ပြည်သူတွေပြောင်းလဲသုံးစွဲစီဖို့မျှော်လင့်နေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီအစီအစဉ်ကိုလူတိုင်းကကြိုက်နေတာတော့မဟုတ်ပါဘူး။ကျွမ်းကျင်သူတွေကတော့ဒီအစီအစဉ်ဟာဘက်ထရီရှိတဲ့သူတို့ပြစ်စစ်ကားတို့ရှိတဲ့အိမ်အောင်စုတွေကိုပို့အကျိုးပြုလိုက်မယ်လို့ဆိုပါတယ်။ဒါပေမဲ့မမျှော်လင့်ချတဲ့နောက်ဆက်တွဲပြဿနာတွေလည်းရှိလာနိုင်တယ်လို့သူတို့ကသတိပေးပါတယ်။လက်လီသုံးဆွဲသူတွေကို၃နိုင်ကြအခမဲ့ပေးသုံးတာဟာတခြားကုန်ကြစည်တွေတက်လာနိုင်စရာလည်းရှိတာပါပဲလို့သူတို့က ထင်မြင်ယူဆကြပါတယ်။ပိုက်ခန်းငားနေသူချာလီရိုဒရစ်ကတော့ဒီစင်စင်ကိုကြိုဆိုပါတယ်။သူလျက်စီရင်တွေအိုးတန်ရင်ဘေးအင်ကဆိုလာပြားတွေကိုကြည့်ပြီးအော်ဘေးအင်ကဆိုလာပြားတွေကဒီလက်ဖက်ရည်ခွက်အတွက်ပြစ်စစ်တာအားပေးတာပါလားလို့တွေးမိပါတယ်။ဆိုလာစွဲရင်ပေါ်လူတွေရဲ့စိတ်အားထက်သန်မှုကတော့ဆက်လက်မြင့်တက်နေအောင်ပါပဲဖြစ်ပါတယ်ရှင်။